တို့ရေကရွှေတင်လာတဲ့ရထားကိုလူရဖို့အတွက်ရထားလမ်းပေါ်မှာဝက်စီတန်ချိန်ရာနဲ့ရှိပြီးလောင်းချထားခဲ့ပါရင်အဲ့ဒီအချိန်တို့အထက်ကတယောက်ဟာရထားလာနေပြီလားဆိုတော့ကိုစစ်ဆေးဖို့အတွက်ရထားတန်လမ်းပေါ်မှာတေချာနားထောင်နေခဲ့ပါရင်ဒီလိုနဲ့အနေငယ်တုံခါမှုကိုသတိထားမိပြီးရနောက်တို့စီရထားနီးကပ်လာနေပြီဆိုတော့ကိုမြင်တော့ခေါင်းဆောင်ကအဖွဲတောက်ဝီကိုခြုံပုတ်ရဲထဲမှာအမြန်ဆုံးပုံဖို့အမိန်ပေးလိုက်ပါရင်ရထားကမြင်းရိုင်းတကောင်တို့မျိုးအချိန်နဲ့ပြေးလာနေခဲ့ပေမဲ့ ရင်မောင်းဟာရုတ်တရက်တကခုမာနေပြီးစွာကိုတတိထားမိသွားခဲ့ပါရင်ဒါပေမဲ့နောက်ကျသွားခဲ့ပါပြီအခုဆိုရင်ဝက်စီဝေပေးချန်နေခဲ့တဲ့ယထာဘိဝေဟာယထာတန်လာပေါ်မှာရှောနေခဲ့ပြီးတော့လဲနေခဲ့ပါရင်မိခိုးဝေကတော့မှထွက်လာခဲ့ပါပြီအင်ဂျင်ကိုအားကုန်မောင်းနေခဲ့ပြီးမြေအရှိနီဖြစ်ခဲ့ရပါရင်ချက်ချင်းဆိုသလိုပဲဓမြဝေကနှစ်ဖက်စလုံးကနေဝုံနိုင်တဲ့ပြီးထွက်လာခဲ့ကရင်မောင်းကလည်းဘာမှမတုံ့ပြန်နိုင်ခင်မှာပဲသူ့ကိုထိန်းချုပ်လိုက်ပါရင်ပြီးတော့သူတို့ဟာအရင်ကတည်းကပြင်ဆင်ထားခဲ့တဲ့ပြားအုံတွေကိုလုံခြုံရေးဝန်ထမ်းတွေရှိနေခဲ့တဲ့ယထာတွဲစီအမြန်ဆုံးပဲ ဲ့ပြစ်ထည့်လိုက်ပါတယ်။လုံခြုံရေးဝန်ထမ်းကလည်းဒါကိုမြင်ပြီးတော့အခြေအနေမကောင်းတဲ့အတွက်ထွက်ပြေးခဲ့ပါတယ်။အဲ့ဒါကိုမြင်တော့ကျန်တဲ့လူတွေကတွဲထဲမှာကြောက်လန့်နေကြပုံနေပြီးမခံမရနိုင်အောင်ပြောင်းအောင်တွေရဲ့ကြိုက်တာကို ခံနိုင်ရည်ရှိစွာနဲ့စူးစမ်းနေရပါသည်။ဓမြောက်ရီကရထားရဲ့ရင်ဝင်ငွေဝေကိုအကုန်လုံးထုတ်လွှတ်လိုက်ပြီးတော့နောက်တွဲဝေကိုလည်းအင်ဂျင်နဲ့ခွဲထုတ်ပြပါသည်။ခဏလေးအတွင်းမှာပဲရွှေဝေအပြည့်တင်ထားတဲ့အင်ဂျင်ကဓမြောက်ရီရဲ့ရီမန်းချက်အတိုင်းအချိန်နဲ့ပါသွားခဲ့ပါသည်။သူတို့တန်ချိန်ရာနဲ့ရှိတဲ့ရွှေဝေနဲ့အတူထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီ။တစ်ဖက်မှာလည်းပြာအကိုက်ခံရတာကိုမခံနိုင်တော့တဲ့လုံရွှေဝင်ထန်းတွေကတွဲတကားကိုအမြန်ဆုံးဖြန့်ပြီးတော့တယောက်ပြီးတယောက်ခုန်ချကုန်ကြပါပြီ။သူတို့ရဲ့အဲ့ဒီလိုမျိုးအသေးအတန်လောက်ရက်ကိုမြင်တော့ဓမြဝေကတဟဟာနဲ့ရီမောနေကြပါလေ ပြီးတော့သူတို့ကလှုပ်ရှားကိုမီးရှို့ပြီးတော့ပြားဝေအပြည့်ရှိတဲ့တွဲထဲကိုပြစ်ထက်မြန်မာရင်းမိခိုးဝေကြောင့်ပြားဝေကအကုန်လုံးပြန့်ကျဲကုန်ပါပြီဓမြဝေဟာသူတို့ရဲ့အောင်မြင်မှုအတွက်ဝမ်းသာနေတော့မှပဲအရေးကြီးတဲ့သတင်းကိုရရှိထားတဲ့အရာရှိတယောက်ကရှစ်သမ ्या အင်အားဝေကိုစုစည်းပြီးတော့ မြင်းတွေနဲ့ယထာနောက်ကိုအများဆုံးလိုက်ကြပါရင်အခုဆိုတော့ဓမြဝေကစိတ်ပူပန်လာကြပါပြီ။ဘာကြောင့်လဲဆိုရင်ယထာရဲ့ break ကရုတ်တရက်ပြတ်သွားတာကြောင့်မအခုဆိုရင်ယထာကလည်းမယုံနဲ့လောက်အောင်အချိန်နဲ့ပြေးနေခဲ့ပါပြီ။အချိန်မီယထာကိုမရက်တက်နိုင်ဘူးဆိုတော့အားလုံးကအစိမ့်စိမ့်အမမွားကြီမွားကိုမှာပါယထာကိုရက်ဖွက်အတွက်ဓမြဝေကလည်းသူတို့ရဲ့အပေါင်းပါဝေးအရင်ကတည်းကယထာလမ်းမှာထားခဲ့တဲ့ကျိုးရီကိုအုံပြုပြီးယထာရဲ့အချိန်ကိုရှော့ရှဖို့ကြိုးစားနေကြပါရင်ဓမြဝေကယထာလမ်းရဲ့နှစ်ဖက်စလုံးမှာကျိုးဝေရှိပြီးတော့ဒေါင်လိုက်တိုင်ဝင်တဲ့ ဂျိုးဝေကိုမြင့်တင်လိုက်ကြပါလိမ့်ခဏလေးအတွင်းမှာပဲယထာကိုတားဆီးဖို့အတွက်အတားဆီးတစ်ခုကိုဖန်တီးနိုင်လိုက်ကြပါပြီယထာအခုဆိုရင်အချိန်နဲ့တောင်ပေါ်ကနေဆင်းလာခဲ့ပါပြီတွေကအချိန်နဲ့နီးကပ်လာတာနဲ့တပြန်နဲ့တည်းအတားဆီးနဲ့တိုက်မိသွားခဲ့ပါပြီကန်ကောင်ထမဆွာနေပဲဒီလိုမျိုးအရေးကြီးဆုံးအချိန်မှာဂျိုးဝေကလုံလောက်စွာခိုင်ခန့်နေခဲ့ပြီးတော့နောက်ဆုံးမှာယထာတွဲကလည်းတင်းငင်းစွာနဲ့ရက်တန့်သွားခဲ့ပါလိမ့် တမ်းမထွားကြိုင်တဲ့ဓမြဝေကချက်ချင်းပဲသူတို့ရဲ့အလုပ်တွေကိုဆောင်ရွက်လိုက်ကြပြီးတော့စိတ်လုံရှားစွာနဲ့ပဲတွဲထဲကိုအလေအမြန်ပြေးဝင်လိုက်ကြပါလိမ့်သူတို့ကရွှေအားလုံးကိုတွဲထဲကနေရွှေ့ထုတ်ပြီးတော့အလေးချိန်များတဲ့တစ်တဝေကိုအငြိအမြခွဲဝေလိုက်ကြပါလိမ့် ဒါမှပဲအားလုံးကမင်းမြန်ဆန်ထွက်ပြေးနိုင်ကြပါပါအဲ့ဒီနောက်ပိုင်းမှာတော့တို့ကမြင်လဲဝေကိုအတုံးပြုပြီးအတုအယောင်တက်တာဝေကိုဖန်တီးခဲ့ကြပါနီးလိုက်လာမဲ့ရန်သူဝေကိုလမ်းလွဲဖို့အတွက်ကြိုးစားတဲ့သဘောပါဓမ္မဝေထွက်သွားပြီးမကြခင်မှာပဲမြင်းစည်းတဲ့အဖွဲအဖွဲကရောက်လာခဲ့ပါပြီတို့ဟာရှုပ်ထွေးနေတဲ့အမြင်ကွင်းကိုမြင်တော့တဟာဓမ္မဝေရဲ့လက်ချက်စွာကိုချက်ချင်းပဲသဘောပေါက်သွားခဲ့ပါနီးဒါကြောင့်ပဲတို့ရဲ့အလူဝေကိုဥဆောင်ပြီးရထားလန့်အတိုင်းလိုက်သွားကြပါနီးမကြခင်လူယူခံထားရတဲ့တိတ္တာကိုတွေ့သွားကြပါပြီဒါပေမဲ့ဓမ္မဝေကထွက်ပြေးသွားတဲ့အချိန်မှာ အလွန်ကိုထိတ်လန့်နေကြတာကြောင့်မြေပြင်မှာဆိုရင်လည်းအမျိုးမျိုးသောအထောက်အထားတွေကိုခြံထားခဲ့ပါပြီးသူတို့ဟာဒီအတွက်ကြီးမားတဲ့အဖို့အခပေးစားရမယ်ဆိုတော့မတိထားကြပါဘူးစုံထောက်တွေကလည်းအခင်းဖြစ်ပွားရနေရကိုရောက်လာကြပြီးတော့ရွှေရောဓမြဝေရဲ့အစာအနာကိုပါမတွေ့ကြပါဘူးဒါပေမဲ့အလောတကြီးထွက်ပြင်းကနေဓမြဝေမတော်စားအထောက်အထားအများကြီးကိုခြံထားမိခဲ့ပါပြီး စုံထောက်ကြည့်ခဲကလည်းအဖွဲဝေကိုခွဲလိုက်ပြီးတော့ဓမြဝေအနောက်လိုက်ဖို့အတွက်အမိန့်ပေးပါရင်သူတို့ကမြောင်းအတိုင်းအရှိကိုလိုက်ရှာကြပါပြီအားလုံးကဘာလို့ရမှမသိဖြစ်နေတဲ့အချိန်မှာစုံထောက်တယောက်ကတော့တိကိုင်းတစ်ခုမှအဝတ်စားတစ်ခုကိုရုတ်တရက်တတိထားမိသွားခဲ့ပါရင်အကြည့်ခဲကတဟာ လမ်းလွဲတဲ့နီးပွားဖြစ်နိုင်တယ်လို့တဘောပေါက်သွားခဲ့ပါပြီးသူကသူ့ရဲ့လူတွေကိုကမ်းပေးအတိုင်းရှာဖွေဖို့ညွှန်ကြားပြီးတော့သူကိုယ်တိုင်ကမြစ်အတိုင်းဆက်လက်ရှာဖွေပါပြီးညင်ညာတဲ့နေရာတစ်ခုကိုရောက်တာနဲ့မြစ်ကမ်းပေးမှာကြံရိပ်ခဲ့တဲ့ဓမြတယောက်ကိုတွေ့လျက်ရပါပြီးသူတယောက်တည်းဖြစ်နေခဲ့ပေမဲ့အကြီးအကဲကတတိယရှိနဲ့ပတ်ဝန်းကျင်ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့ပါရင်ဓမြဝေကိုဖန်စီတော့မဲ့အချိန်မှာပဲနောက်ထပ်ဓမြတယောက်ကသူ့ကိုရုတ်တရက်တိုက်ခိုက်ပြီးမြစ်အထဲကိုဆွဲချပါရင်ပြီးတော့တနတ်နဲ့အကြီးအကဲကိုရိုက်ကတတိလက်တော်လှုပ်ပြပါရင် ဓမြဝေကသူ့ကိုသူတို့ရဲ့ဘုန်းခိုရာအားပြန်ခေါ်သွားကြပါပြီ။ဒါပေမဲ့ဒါဝိတ်ဆိုတဲ့သူတို့ရဲ့ခေါင်းဆောင်ကသူ့ကိုတတ်ဖို့အတွက်ရည်ရွယ်မထားပါဘူး။သူ့ကိုအပြစ်ဖို့ဖို့အဖြစ်အသုံးချပြီးတော့လိုက်လာတဲ့လူတွေကိုလွတ်မြောက်အောင်လုပ်ဖို့စီစဉ်ထားပါရင်းမကြခင်မှာပဲညရဲ့အကအကွယ်အောက်မှာပဲဓမြဝေကထွက်ပြေးဖို့စတင်ကြပါပြီ။သူတို့ဟာအကြီးအကဲရဲ့ထောင်ချောက်ထဲကိုဝင်ရောက်နေမှတော့မတိကြပါဘူး။ သူကဓမြဝေကိုတအုပ်ထဲအားခေါ်ဆောင်သွားပြီးတော့သူ့ရဲ့ဆင့်စကန်းစီပို့ဆောင်ပေးပါရီးပြီးတော့သူကအနီးအနားတစ်ကိုင်းတစ်ခုကိုတိတ်ဆိတ်ချိုးလိုက်ပြီးဓမြတယောက်ကိုတိုက်ရိုက်ချော်လဲတောင်းလုပ်ပြပါရီးရုတ်တရက်အတန်ကြောင့်တဖက်ကန်းကစစ်တောင်းဝေဟာချက်ချင်းပဲတတိထားမိသွားခဲ့ပါပြီဓမြဝေထွက်ပြေးဖို့အတွက်ရုံးကန်နေတဲ့အချိန်မှာအကြီးအကဲကအနောက်မှကြံရင်နေတဲ့ဓမြတယောက်ကိုတိုက်ရိုက်ဖမ်းဆီးလိုက်ပါရီးစစ်တောင်းဝေကအပြေးဝလိုက်ဖမ်းဆီးနေတာကိုမြင်တော့ဒါဝိတ်ခါအန်ဒီယေကိုရှောင်ရှားဖို့အတွက်ရေထဲကိုချက်ချင်းပဲ ငုတ်ရှုံသွားခဲ့ပါတယ်။ဒါပေမဲ့ကန်းကိုပြန်တက်လာတဲ့အချိန်မှာလိမ္မာပါနတ်တဲ့အကြီးအကဲကသူ့ကိုစောင့်နေလိုက်မယ်လို့သူမထင်ထားခဲ့ပါဘူး။ဒီလိုနဲ့ပဲအကြီးအကဲကသူ့ရဲ့ဉာဏ်ပညာကိုအသုံးချပြီးတော့ရွှေလူယူခဲ့တဲ့ခေါင်းဆောင်ဒါဝိတ်ကိုအအောင်မြင်ပဲဖမ်းဆီးနိုင်ခဲ့ပါတယ်။စက်ကလီကဒီမှာပဲဆုံးသက်သွားခဲ့ပါတယ်။ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။